မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းကအစည်းအဝေးကိုတင်ဆက်ပေးသွားပါမယ်ကျမကအစည်းအဝေးတင်ဆက်သူစင်တီပါဒီကနေ့မှာတော့ Nether Gate တွေလွတ်ရလို့အခွန်မရတော့ကြောင်းစစ်ကောင်စားဝန်ခံလိုက်တဲ့သတင်းဒလန်လို့ဆွတ်ဆွဲတက်ဖြတ်ခံခဲ့ရတဲ့စေတုတ်တရားကတော်လန်ရေးထောက်ဖို့တူအကြောင်းဆိုတဲ့သတင်းညောင်မြမှာအသက်ပြည့်ပြီးတဲ့ចောင်းသားចောင်းသူတွေကိုချုပ်တင်မဲပေးဖို့ရက်ွက်အုပ်ချုပ်ရေးမှုတချို့ဖိအားပေးနေတဲ့သတင်း ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့စစ်မြေပြင်မှာအရေးနိုင်နေရုံသာမကစီးပွားရေးရပါတက်ရှူကြက်လာနေတဲ့စစ်ကောင်ဆောင်မရောက်လိုက်စီကနေဝန်ခံစကားတစ်ခုထွက်လာပါတယ်။အဲ့ဒါကတော့နေဆက်ဂိတ်တွေလက်လွတ်ရလို့အခွန်မရတော့ကြောင်းမှာအပြည့်စုံကိုတော့ကိုလင်းမြက်ကပြောပြပေးပါမယ်ရှင်။ စစ်ကောင်းဆောင်ရဲ့မွန်ပြည်နယ်ခရီးစဉ်အတွင်းမှာအဓိကနေဆက်ဂိတ်တွေလွတ်လွတ်ဆုံးရှုံးနေရလို့နိုင်ငံတော်ကအခွန်အခတွေနဲ့နာဆုံးရှုံးနေရတယ်လို့သူကဖွင့်ဟပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ဒီဆုံးရှုံးမှုအတွက်အဓိကတာဝန်ရှိသူတွေကိုတော့သူ့လက်အောက်ခံတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစီလွှဲချသွားခဲ့ပါတယ်။နေဆက်ဒေသလုံးကျွေးရေးအားနယ်လာတာသူ့လက်အောက်ခံဝန်ထမ်းတွေကိုကြိုးစည်းပွားအတွက်တရားမဝင်ကုံသွယ်မှုမှာပါဝင်နေတာရင်းရင်းယူထားတဲ့ EAO တွေကတစ္ဆာမရှိဘဲတရားမဝင်ကုံသွယ်မှုတွေလှုပ်ဆောင်နေတာတွေကြောင့်လို့သူကစွပ်စွဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မြေပြင်လက်တွေ့အမှန်တရားကတော့နေဆက်ဂိတ်တွေကိုသူလက်လွတ်လိုက်ရတာကြောင့်ပါ မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISB မြန်မာရဲ့အချက်အလက်တွေအရအဓိကနေစားဂိတ်18ခုထဲမှာတော်လိုင်းရင်အင်အားစုတွေက6ခုကိုထိန်းချုပ်ထားပါတယ်စစ်ကောင်မရှင်ထိန်းချုပ်ထားတဲ့6ခုထဲမှာတောင်4ခုဖြစ်တဲ့ဂျိုင်းလက်စစ်တွေတမူမြောက်တွေဟာတိုက်ပွဲတွေကြောင့်ကုံသွေးရေးလုံးဝရပ်တန့်နေပါတယ်ဒါကြောင့်စစ်ကောင်မရှင်ဟာနေစားဂိတ်4ခုဖြစ်တဲ့ဂျိုင်းတုံတာချီလိတ်ကော့တောင်ဘိတ်ကနေပဲအခွန်ငွေရရှိနေတော့တာပါ ISB မြန်မာ ဲ့အဆိုအရအာနာမသိမီကဒီနေဆက်ဂိတ်တွေကနေမိစဉ်ကုန်သွယ်မှုတန်ဖိုးဟာပြမြအမေရိကန်ဒေါ်လာ23သန်းကျော်ရှိခဲ့ပါတယ်အခုခါမှာတော့စစ်ကော်မရှင်ရရှိနေတာက1.83တန်းဝန်းကျင်ပဲရှိပါတော့တယ်ဒါဟာတနေ့ကိုဒေါ်လာ23တန်းကျော်တနည်းအားဖြင့်သူတို့ရဲ့စစ်လက်နက်ဝယ်ယူဖို့အရေးတကြီးလိုအပ်နေတဲ့နိုင်ငံခြားငွေတွေနေ့စဉ်နဲ့အမျှဆုံးရှုံးနေရတာပဲဖြစ်ပါတယ်မကွေးတိုင်းစေတုတ္တရာမြို့နယ်ဟာဆရာနာရှင်ကိုတော်လန်ရမှာတက်ကြွစွာပါဝင်နေတဲ့နေမြေတစ်ခုပါ ဒါပေမဲ့အဲ့ဒီနေမြေကဒေတာခန့်ဦးမြစ်စွေအတွက်ဆရာနာရှင်ရဲ့ဖိနှိပ်မှုတဲ့ကိုအားကိုအားထားပြုရမယ်လို့ယူဆထားတဲ့တော်လန်ရင်အဖွဲတစ်ခုရဲ့ရက်ဆက်ကြံကြုံမှုကိုရင်ဆိုင်ခဲ့ရပါတယ်။အပြည့်စုံကိုကိုမျိုးနေကကြောပြပေးပါမယ်ရှင်။ဂွေတိုင်းစေတုတ်ဒရမြူနယ်ကတော်လန်ထောက်ပို့တူဖြစ်တဲ့ဦးမြစ်စွေကိုဒလန်ဆိုတဲ့ဆွဆွဲချက်တစ်ခုနဲ့သူယုံကြည်တဲ့တော်လန်အဖွဲစည်းတစ်ခုရဲ့လက်ထဲမှာတက်ဖြောက်ခဲ့ရတဲ့အခြေအနေပါ။ကျွန်တော်တို့လက်နက်ကင်လှုပ်ရှားမှုတွေဆိုတော့ဦးမြစ်စွေကိုအကူအညီယူခဲ့ရတယ်။သူတို့ကလည်းဖြစ်စေခြင်းနဲ့ ူတို့ရွာကန်သူတွေကလည်းကုညီပါဝင်ခဲ့ကြတာအများကြီးပဲလို့ဥမြင့်ဆွေရဲ့လက်တွဲလုပ်ကိုင်ခဲ့မှုတဲ့ဒေသခံကောက်ွေးတပ်ဖွဲ့ကောင်းဆောင်သူကအတီးပြုပါတယ်ဆရာနာမသိမိကလေးကဒေသတွင်းတက်ကြွလှုပ်ရှားသူတူဖြစ်တဲ့ဥမြင့်ဆွေဟာမြို့တော်လှန်ရေးစတင်ချိန်မှာရှီတန်းကနေပါဝင်ခဲ့သူပါဒါပေမဲ့မြို့နယ်ပကဖကောင်းဆောင်ဦးကျော်လွင်ဦးနဲ့ပုတ်ခွေမပြေလည်မှုတွေရှိခဲ့ပြီးနောက်မှာဥမြင့်ဆွေဟာစစ်ကော်မရှင်ရဲ့မြောက်စင်းရောက်ချင်းွေလုပ်ငန်းကိုလုပ်ကိုင်နေဆိုတဲ့အကြောင်းပြချက်နဲ့ပြစ်မှတ်ထားခံလာရပြီးအဲ့ဒါကိုင်ပကဖအဖွဲ့ဝင်တွေကသူ့ရဲ့နေအိမ်ကို 2024ခုနှစ်စက်တင်ဘာ6ရက်နေ့မှာဝင်ရောက်စီးနှင်းခဲ့ပါတယ်။မိသားစုဝင်တွေရဲ့အဆိုအရပါကပါရီဟာလုပ်ငန်းနဲ့မသက်ဆိုင်တဲ့ချက်သိန်း40ကျော်နဲ့ရွှေတွေပစ္စည်းတွေကိုပါတင်စီသွားခဲ့ပြီးခလီကိုပါတက်မယ်ဖြတ်မယ်ဆိုပြီးအတန်အန္တရာယ်ချင်းချောက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ဆေးမှုတွေအတွင်းမှာဦးမြင့်စွေဟာစစ်ကော်မရှင်နဲ့ပတ်သက်တဲ့ဆိုတဲ့ခိုင်လုံတဲ့အထောက်အထားမတွေ့ရှိခဲ့တဲ့အတွက်ပါကပါရီယာတာဝန်ခံတချို့ကသူ့ကိုခံဝန်နဲ့ပြန်လုပ်ပေးဖို့အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ခေါင်းဆောင်ဖြစ်သူဦးကျော်လွင်ကတူတော်ဝန်ဆိုတဲ့အာဏာနဲ့ပယ်ချခဲ့တယ်လို့ပကဖနဲ့နီးစပ်သူတူကပြောပါရယ်ဒီလောက်ရတွေကြောင့်ပဲမြို့နယ်ပကဖအဖွဲ့တွင်သဘောထားကွဲလွဲမှုတွေပြင်းထန်စွာဖြစ်ပြီးအဖွဲ့နှစ်ဖွဲ့ကွဲကွာသွားခဲ့ရသည့်ဖြစ်ခဲ့ပါရယ်ဦးမြင့်စွေကိုတနေ့ကြော်ကြာထိမ့်သိမ်းထားပြီးတဲ့နောက်2025ခုနှစ်အောက်တိုဘာ22ရက်နေ့မှာတော့ချုပ်ခန်းကနေထွက်ပြေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြစ်တက်လိုက်ကြပါရယ်မိသားစုဝင်တွေကတော့အလောင်းကိုယ်တော် ပြန်လည်မရရှိခဲ့ပါဘူး မျိုးနယ်ပကပကောင်းဆောင်ကျော်လွန်ကအမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်တို့အမှုကသူ့အတွက်အရေးကြီးဆုံးပဲအဲဒါကြောင့်တက်တည်မကြောင်နှုတ်ပိတ်လိုက်တာလို့ဥမြင့်ဆွေရဲ့တာဖြစ်သူကပြောပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မကွေးတိုင်းပကပကတော့စုံစမ်းနေစေဖြစ်ကြောင်းသာဖြေကြားခဲ့ပြီးအိုင်နူဂျီကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်ထောင်ဝန်ကြီးဌာနကိုကျဉ်ကျဉ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အနည်းအထိတရားဝင်တုံ့ပြန်မှုတစုံတရာမရသေးပါဘူးပြောရရင်တော့ဥမြင့်ဆွေရဲ့ဖြစ်ရဟာတော်လိုင်းကာလာတွင်အိုင်နူဂျီအစိုးရအနေနဲ့သူတို့ရဲ့လောက်ကန်အဖွဲ့အစည်းတွေရဲ့အခုလိုလုပ်ရက်တွေပေါ် ပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်ဖို့လိုနေပြီဆိုတာပါတိကျစွာရေယူဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင်စစ်အာဏာရှင်ကိုတော်လှန်ရမှာဒီကအင်အားဖြစ်တဲ့ပြည်သူလူထုရဲ့ယုံကြည်မှုကိုပါဆုံးရှုံးသွားနိုင်တယ်လို့တော်လှန်အင်အားစုတွေကပြောပါတယ်အေဝရီတိုင်းညောင်မြမြို့မှာရက်ွက်အုပ်ချုပ်ရေးမှုတွေကចောင်းသားចောင်းသူတွေကိုရက်ွက်ရုံစီခေါ်ယူပြီးချုပ်တင်မဲပေးမယ်ဆိုတဲ့ခံဝန်ကတိတွေမှာလက်မှတ်ထိုးခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ် အမှတ်လေးရက်ကွာအုတ်ချုပ်ရည်မှုဥွှေတီကအစည်းအဝေးရှိတယ်ဆိုပြီးចောင်းသားចောင်းသူတွေကိုလိန်လေခေါ်ယူခဲ့တာလို့ဒေတာခန်တူကပြောပါတယ်ရက်ကွာရုံရောက်မှာရွေးကောက်ပွဲအကြောင်းပြောတယ်ပြီးတော့ကြိုတင်မဲပေးတာအကောင်းဆုံးပဲလို့ပြောပြီးတော့ကြိုတင်မဲပေးပါမယ်ဆိုတဲ့ခံဝန်နေထိုးခိုင်းတာလို့သူက CJ platform ကိုရှင်းပြပါတယ်တက္ကသိုလ်ចောင်းသားတွေတောင်မှကကိုဗစ်ကပ်ရောဂါနဲ့တခြားចောင်းတွေကြောင့်ခြေခံပညာရေးចောင်းတွေမှာပြန်တက်နေရပြီးအသက်18နှစ်ပြည့်ပြီးသွားပြီဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေအကြီးပါဝင်နေတယ်လို့သိရပါတယ်။ဒီလိုပြည်သူတွေရဲ့ဆန္ဒမပါဘဲဖိအားပေးလှုံ့ဆော်နေတဲ့ရွေကောက်ပွဲကို နိုင်ငံတကာအတိုင်းဝိုင်းကလည်းလုံးဝအသိမှမပြုပါဘူး။ဥရောပသမဂ္ဂ EU ပါဝင်ကမ္ဘာနိုင်ငံအများစုကဒီရွေကောက်ပွဲဟာဘလို့မှလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့တညီတညွတ်တည်းထုတ်ပြန်ကြေညာထားပြီးသားဖြစ်ပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြီးခဲ့တဲ့နှစ်ကကြောင်းသားဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွင်းဖို့အမိန့်ပေးခဲ့မှုနဲ့ ထုတ်ချခံဝန်ကြီးချုပ်ဟောင်းရှိဟာစီနာကိုဆက်ရဆိုးမှုခုံရုံကဒီကနေ့တနင်္လာနေ့မှာတည်တံအမိတ်ချမှတ်လိုက်ပါတယ်ဒီအကြောင်းပြည်စုံကိုတော့ကိုနာကြီးကပြပြပေးပါမယ်ပြီးခဲ့တဲ့နှစ်ကចောင်းသားဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွင်းဖို့အမိတ်ပေးခဲ့မှုနဲ့ထုတ်ချခံခဲ့ရတဲ့ဝန်ကြီးချုပ်ဟောင်းရှိဟာစီနာကိုဆက်ရဆိုးခုံရုံကတနင်္လာနေ့မှာတည်တံအမိတ်ချမှတ်လိုက်ပါတယ်ဒါကမြို့တော်မှာရှိတယ်နိုင်ငံတကာရဆိုးခုံရုံကရှိဟာစီနာမရှိဘဲနဲ့မျက်ွယ်တည်တံချမှတ်ခဲ့တာပါ ်ခုက2024ခုနှစ်အောက်တိုဘာလကဆန္ဒပြမှုတွေကြောင့်ပြုတ်ကျခဲ့ပြီးနောက်အိန္ဒိယနိုင်ငံကိုထွက်ပြေးတင်းရှောင်နေတာ ဖြစ်ပါတယ်တရားဝန်ကသူမကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအတွက်ထောင်နဲ့တသက်နဲ့လူသက်မှုများအတွက်သေတမ်းဆိုပြီးပြစ်ဒဏ်တစ်ခုကိုချမှတ်ခဲ့တာပါအိန္ဒိယမှာခွန်လုံနေတဲ့အသက်88နှစ်အရွယ်ရှိတ်ဟာစီနာကတော့ဒီတရားစီရင်မှုကိုပယ်ချလိုက်ပါတယ်ဒါနိုင်ငံရေးရလုံခြံတဲ့ဟန်ပြပွဲတစ်ခုပါပဲတရားမဝင်ဖွဲ့စည်းထားသောတရားရုံးတွေကနေ အပြစ်ရှိတယ်ဆိုတာကြိုတင်ဆုံးဖြတ်ပြီးသားလို့သူကရိုက်တာသတင်းထံတော်ကိုပြောကြားခဲ့ပါတယ်သူရဲ့သားဖြစ်သူကလည်းသူရဲ့ Our Big League Party ပါဝင်တဲ့ဒီမိုကရေစီနေကြရွေးကောက်ခံအစိုးရတရဲ့မတက်လာမခြင်းဒီစီရင်ချက်ကိုအယူခံပုံမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်စီရင်ချက်အရ2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့ကျောင်းသားတွေဦးဆောင်တဲ့လူမှုအုံကြမှုတွေအတွင်းအရာသုံးအကြံဖက်ဖြုတ်ခွင်းဖို့တရိုက်အမိန်ပေးခဲ့တဲ့အထောက်အထားတွေကိုတရားလူတွေကတင်ပြနိုင်ခဲ့တယ်လို့ဆိုပါတယ်ကုလသမဂ္ဂရဲ့အစီရင်ခံစာအရဒီဖြုတ်ခွင်းမှုတွေအတွင်းမှာ လူပေါင်း1400အထိသေဆုံးခဲ့ရပြီးထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ဒါဟာ1982ခုနှစ်လူလတ်ရေးစစ်ပွဲနောက်ပိုင်းဘင်္ဂလားဒေ့ရှ်မှာအဆိုးအဝါဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။ဒီစီရင်ချက်ဟာရှေ့ဟာစီနာရဲ့အဝါမီလိဂ်ပါတီကိုဝင်ရောက်ရှင်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့လာမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာထွက်ပေါ်လာတာဖြစ်လို့နိုင်ငံရေးတင်းမာမှုတွေကိုပုံပုံမြင့်တက်လာစေနိုင်တယ်လို့လေလာသူတွေကသုံးသပ်ပါတယ်။ရှေ့ဟာစီနာကလည်းသူ့ကိုထောက်ခံသူတန်းတဲ့ချီဟာ ရွေးကောက်ပွဲကိုတပိတ်မှောက်လိုက်မယ်လို့သတိပေးထားပါတယ်။လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်မိုဟာမက်ယူနုဥဆောင်တဲ့ဂျာဖြတ်အစိုးရကအုပ်ချုပ်နေပြီမယ်။နိုင်ငံရေးတည်ငြိမ်မှုကတော့ပြန်လည်ရရှိလာခြင်းရှိသေးပါဘူး။ထိုင်းအနာပိုင်းတွေဟာကန်ချနာပူရီပြည်နယ်တောက်ဖဖုတ်ခရိုင်ပီလော့ကီရွာအနီးကတောက်ဖဖုတ်အမျိုးသားဥယျာဉ်ထဲမှာတပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကနေတဆင့်လက်နက်ကင်ဆောင်ထားတဲ့လူ၁၅ဦးလောက်ဝင်ရောက်လာတာကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနေ့နိုဝင်ဘာလ14ရက်နေ့ည7:00နာရီခွဲလောက်မှာပဲစစ်တပ်နေကြားဆောင်ရဲတပ်ဖွဲ့နဲ့ဒေသအာဏာပိုင်တွေပါဝင်တဲ့ပူပေါင်းအဖွဲ့ကအဲ့ဒီနေရာကိုဝင်ရောက်စီးနင်းခဲ့ရပါဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာတော့အများစုကအမှောင်တုကိုအကာအကွယ်ယူပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးမြန်မာနိုင်ငံသား၄ဦးကိုတော့လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်ဒီဖြိုခွင်းမှုဟာထိုင်းဒုတိယဝန်ကြီးချုပ်မစ္စတာဆူချက်ချွန်ကလင်ကိုရာရဲ့ဒါရိုက်အမိန့်နဲ့ဆောင်ရွက်ခဲ့တဲ့စစ်စင်ရေးတစ်ခုလည်းဖြစ်ပါတယ် ဒီလိုတရားမဝင်နေဆက်ဖြစ်ကျော်ပြီးတဘာဝတင်ရစာတတွေကိုခိုးယူတူဖော်နေတဲ့ပြဿနာတွေဟာမကြာခဏဖြစ်ပွားနေတာကြောင့်အထူးတင်းကျပ်စွာစောက်ကြည့်စုံစမ်းစစ်ဆေးဖို့သူကညွှန်ကြားခဲ့တယ်လို့အမျိုးသားဥယျာဉ်ထင်သိရေးခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။ဖန်စီယာမိသူတွေဟာအသက်30-45နှစ်ကြာမြန်မာနိုင်ငံသားတွေဖြစ်ပြီးသူတို့ထဲမှာကရင်တိုင်းဒေသတအုပ်ပဝင်တယ်လို့ဆိုပါတယ်။သူတို့ကတော့ ဥပဒေတိုင်းဆက်လက်အရေးယူသွားမှာဖြစ်ပြီးလွတ်မြောက်နေတဲ့ကြံသူတွေကိုလည်းထိုင်းအနာပိုင်တွေကဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံရေးအရာတော့ပြိုင်ဘက်တွေစီးပွားရေးမှာတော့မခွဲနိုင်တဲ့မိတ်ဆွေတွေပေါ့။ဒါကတော့ကမ္ဘာဒုတိယနဲ့တတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့ဂျာမနီကြားကရှုပ်ထွေလာတဲ့ဆက်ဆံရေးပါပဲ။အမေရိကန်ကိုကြော်ပြီးအကြီးဆုံးကုတ်ပယ်ဘက်ဖြစ်လာပြီးတဲ့နောက်ဂျာမနီနဲ့တရုတ်နဲ့ဆက်ဆံရေးပြန်လည်နှွေးထွေးလာပါတယ် ကိုနာကြီးကပြည့်စုံပြပြပေးပါမယ်ရှင်။၎င်းမြတ်စွာကြာမြင့်ခဲ့တဲ့တန်တမန်ကြီးရဲ့အစ်ဆက်မှုတွေအပြီးမှာဂျမိုင်းဗန်နာယီဝင်ကြီး last clean ဘိုင်းဟာဗီဂျင်းမြို့တော်ကိုတမိုင်းဝင်ခီးစဉ်ဖြစ်ရောက်ရှိလာပြီးတနင်္ဂနွေကြားကကွန်တိုရီတင်းမာမှုတွေကိုဆုံးသက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ဂျမိုင်းဗန်နာယီဝင်ကြီးရဲ့တရုတ်ခီးစဉ်ဟာအလွယ်တကူဖြစ်ပေါ်လာခဲ့တာတော့မဟုတ်ပါဘူး။ဂျမနီရဲ့အစိုးရအသစ်တက်လာပြီး6လကျော်အကြာမှာပထမဆုံးဝင်ကြီးအဆင့်ခီးစဉ်ဖြစ်ပြီးပြီးခဲ့တဲ့လကပဲဂျာမန်နိုင်ငံသားရဲ့ဝင်ကြီးရဲ့ခီးစဉ်ကိုတရုတ်ဘက်ကဖျက်သိမ်းခဲ့ပါသေးတယ်။ နိုင်ငံဆက်ဆံရေးဟာတရုတ်ရဲ့ချစ်ပြားတွေစာဘာသတ္ထုတွေတင်ပို့မှုကန့်ကျက်တာရုရှားကိုထောက်ခံတာနဲ့လူခွင့်ရေးမှတ်တမ်းတွေကြောင့်အနိုင်ဆုံးအဆင့်ကိုရောက်ရှိနေကြတာပါဒါပေမဲ့နိုင်ငံရေးကဘလောက်ပဲငြင်းပွားနေပါစေဒီနိုင်ငံတစ်ခုကိုချီတော်ထားတဲ့အဓိကအရာကတော့စီးပွားရေးပါပဲတရုတ်ဟာဂျာမန်ကားထုတ်လုပ်သူတွေအတွက်အစားထိုးလို့မရတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်ပြီးသူတို့ရဲ့ကားအယောင်၃ပုံတပုံနီးပါးကိုဒီစည်းကွက်တစ်ခုတည်းကနေရရှိနေတာပါ။ဂျာမနီကလည်းတရုတ်နိုင်ငံအတွက်အရေးကြီးဆုံးယင်းနှိမ့်ညွှန်နေသူဖြစ်ပြီ 2024ခုနှစ်တနေ့ထဲမှာဒေါ်လာ6.6ဘီလီယံယင်းနှိမ့်နှံခဲ့ပါတယ်။ပိုပြီးအရေးကြီးတာကတော့မေရီယံသမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်တိုးမြင့်မှုတွေကြောင့်ကမ္ဘာဈေးကွက်တွေကျုံ့ဝင်လာနေချိန်မှာတရုတ်ဟာဂျာမနီရဲ့အကြီးဆုံးကွန်ဆူဘက်နိုင်ငံဖြစ်အမေရိကန်ကိုကျော်တက်သွားခဲ့တာပါပဲ။တရုတ်ဒူဝင်ကြီးချုပ်ဟီလီဖန်ကနိုင်ငံခြားကမျှတပြီးခွဲခြားဆက်ဆံမှုမရှိတဲ့စီးပွားရေးဝန်ကြီးတစ်ခုဖန်တီးဖို့ကတိပြုပါတယ်လို့ပြောကြားခဲ့ပါတယ်။ဂျာမန်ဗန်နာယီဝန်ကြီးကလင်ဘိုင်းကလည်း ဂျာမနီနဲ့တရုတ်ဟာကျွန်တော်တို့ခေတ်ရဲ့စိန်ခေါ်မှုတွေကိုအတူတကွဖြေရှားနိုင်ပါတယ်လို့ပြောကြရင်ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်တရုတ်နိုင်ငံကအဓိကအခန်းကဏ္ဍကနေပေါင်းပြီးတော့တောင်းဆိုခဲ့ပါတယ်။မနက်ဖြန်နိုဝင်ဘာလ18ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရမူလဝတ္ထအခြေအနေတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လိပ္ပယာနယ်ရုံဟာတိရီလင်္ကာနိုင်ငံတောက်ဘက်ကန်ကြီးကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတော့အရှိလေစီကြောင်းတွေအကောက်နေဆဲဖြစ်တာကိုမိုးလေဝသခန့်မှန်းပေါ်တွေတွေမှာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ကလေတူးမငြိမ်သက်မှုတွေနဲ့အရှိလေစီကြောင်းတွေကနေပါလာတဲ့မိုးဒိန်တွေကြောင့်မနက်ဖြန်မှာမြန်မာနိုင်ငံအရှိပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာဖို့ရှိနေပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလည်းမိုးတိမ်အနေတွေဝင်ရောက်မှုအကောက်နေပြီးနိုဝင်ဘာလ22ရက်နေ့အထိနေရာကွက်ကြားဆောင်းနှင်းမိုးလို့မိုးနှင်းငယ်ရွာသွန်းလိုက်တာမျိုး ဘိုးတင်တင်ရွာနိုင်တာမျိုးတွေရှိနိုင်ပါရဲ့ရှင်။တိမ်ဖြစ်ထုံမှုအနေနဲ့ကတော့သခိုင်းတိုင်းအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာပြီးကြံပြည်နယ်နဲ့တိုင်းပြည်မှာတော့တိမ်တင်တင်ဖြစ်ထုံနိုင်ပါတယ်။ထူးခြားမှုအနေနဲ့ကတော့မနက်ဖြန်မှာမြို့ဝကျွန်းပေါ်မုတ်တမခွေနဲ့မွန်တနင်္သာရီခရယူတန်းတခြားမှာအရှိလေစီကြောင့်လည်းအားကောင်းနေတာကြောင့်လေပြင်းတိုက်ခတ်တာတွေရှိနိုင်မှာဖြစ်ပြီးတနအီကို25မိုင်ကနေမိုင်30ကျော်ထိတိုက်ခတ်နိုင်ပါတယ် ဒီလေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လေပြင်းမှာလိုင်းလေထန်လာပြီးလိုင်းလုံးကြီးရာတွေဖြစ်ပေါ်နိုင်တာကြောင့်ငါးဖမ်းလင်ငယ်တွေနဲ့ပင်လေပြင်းခရီးသွားတွေပင်လေပြင်းကိုမထွက်ခွာသင့်တယ်လို့ပင်လေပြင်းတွင်ခရီးသွားလာသူတွေအနေနဲ့လည်းခရီးစဉ်ရက်ဆိုင်ထားသင့်ပြီးမဖြစ်မနေခရီးသွားလာဖို့လိုမယ်ဆိုရင်အသက်ကအင်ဂျင်ပါဝင်ဘေးအန္တရာယ်ကင်းရှင်ရေးပစ္စည်းတွေကိုအပြည့်စုံဆောင်ထားပြီးအချိန်နဲ့အမျှရသည်ဥတုအခြေအနေကိုစောင့်ကြည့်ဖို့လိုပါမယ်ရှင်။မနေ့ပြန်အတွက်မိုးရသွန်းမှုအခြေအနေတွေကတော့အရှမ်းပြည်မြောက်ပိုင်းမှာနေရာကျကျ ရှမ်းပြည်အရှေ့ပိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာအနှံ့ပြားရှမ်းပြည်တောက်ပိုင်းမှာနေရာဆက်စိတ်မိုးနှင်းငယ်ရွာဖို့ရှိနေပြီးရွာဖို့ရာဂိုင်းလုံး80ခန်းရှိနိုင်ပါတယ်။တနင်္သာရီတိုင်းမှာတော့မိုးတိတ်တောက်တွေဖြစ်ထုံမှုအကောင်းနေပြီးမိုးတိတ်တောက်တွေရွေ့လျားတလျှောက်မှာမိုးရွာတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးကျူးပြစ်တာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်နိုင်တာကြောင့်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။မနက်ပြန်မနက်ပိုင်းမှာတော့ကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းမှာနေရာဆက်စိတ် မန္တလေးတိုင်းရှမ်းပြည်မြောက်ပိုင်းနဲ့တောက်ပိုင်းမှာနေရာကျကျဲမြူဆိုင်နိုင်ခြေရှိနေပြီးရန်ကုန်ကခရံသုံးခွာနဲ့ကြောက်တန်းမြို့နယ်တို့မှာတော့မြူထုန်ထက်စွာကြားရောက်နိုင်တာကြောင့်ကုန်းလန်းရီလန်ခီးသွားလာသူတွေအနေနဲ့တတိပြုသွားလာကြဖို့ကြံပြုလိုပါရဲ့ရှင်။ရာသီကူးပြောင်းမှာကျမရေကြီးဆိုင်ကြဖို့တိုက်တွန်းရင်ဒီနေ့တော့မိုးလေဝသသတင်းကိုဒီမှာပဲဆုံးသက်လိုက်ပါစေရှင်။မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်းချက်တွေကို ဆက်လက်ဆောက်ကြည့်ပြီးဖို့မြစ်တာရဲ့ခံလို့ပါရရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်တင်လာစီစဉ်ကိုတော့ဒီမှာပဲရနာပါစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဤကျန်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကျေးဇူးပါစေလို့ဆုတောင်းပေးလိုက်ရပါရဲ့ရှင်။